မအရွယ်မှာပညာရှာဒုတိယအရွယ်မှာစီးပွားရှာလို့မဟောပဲနဲ့စီးပွားရှာဖို့တတ်မှတ်မယ်ဟောတယ်စီးပွားရှာရင်ဟာစီးပွားရှာတဲ့အချိန်ဟာတရားလက်လွတ် စီးပွားမရှာရကိုချင်းတရားအပြည့်ဝနဲ့ပဲစီးပွားရှာဓမ္မေနတမေနလို့ဆိုပါတယ်တရားနဲ့ညီညွတ်တဲ့စီးပွားရှာမှု ဒုစရိုက်နဲ့စီပွားမရှာရဘူးမတရားတဲ့နိလန်းနေနဲ့စီပွားမရှာရဘူးတရားတဲ့နိလန်းနဲ့စီပွားရှာမယ်စီပွားရှာရင်ကနေပြီးတော့ကုသကောင်းမှုတွေလည်းပြုလုပ်သွားမယ်ဆိုတာဘဝမှာဘယ်အချိန်သိဆုံးမယ်ဆိုတာ မသိသည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ကပို့ပြီးတော့ပြည့်စုံအဲတော့ပရမအရွယ်မှာပညာရှာနေလို့တရားမရှာရဘူးဆိုတဲ့အသည့်မျိုးမသိသိဖို့လိုဘူးပေါ့နော် စီပွားဒုတိယရွယ်မှာစီပွားရှာနေလို့တရားမရှာရဘူးလို့ဆိုတာမျိုးမဟုတ်ဘူးအဲ့တော့တရားဆိုတာအချိန်မီကြိုးစားအပ်ပြီးတော့ရှာပွေနေရမှာပဲဖြစ်တယ်တပြိုင်နက်လှုပ်ဆောင်တာမျက်စိနှလုံးရှိတယ်ဆိုတဲ့နေရာမှာစီပွားရေးမျက်စိကတလုံးနောက်တစ်ခုကဓမ္မမျက်စိဆိုတာဒီကိုကျင့်တရားနဲ့ပတ်သက်တဲ့မျက်စိဟာလှုပ်တင်တာနဲ့မလှုပ်တင်တာ ပြည့်ရှိတာနဲ့ပြည့်မရှိတာကုသိုလ်အကုသိုလ်ဒါတွေကွဲကွဲပြားပြားသိပြီးတော့ကုသနာမှာကုသိုလ်တရားတွေဖြစ်အောင်အပြစ်ကင်းတဲ့တရားတွေဖြစ်အောင် အကုသိုလ်တရားတွေမဖြစ်အောင် ပြည့်ရှိတဲ့တရားတွေမဖြစ်အောင်တပါးရဲရှောင်ကျင်မှု တပြိုင်နဲ့ထဲဖြစ်အောင်ကြိုးစားဖို့ဒီလုံးနှစ်ခုကပြိုင်တူသွားရမယ်လို့သူတို့ဆိုလို့အဲ့လိုပြိုင်တူသွားလို့ရှိရင်ပြည့်ပြည့်စုံနဲ့လူ့ဘွား ရနိုင်တာပေါ့အေးဒီနေ့မှာမြတ်စွာဘုရားရဲ့စီးပွားရေးဩဝါဒဆိုတာမြတ်ဗုဒ္ဓရဲ့စီးပွားရေးဩဝါဒဆိုတာလေသင်္ကလောဝါဒတုံးမှာဟောထားတာအရင်တော့လောကဝိစီယလမ်းစဉ်ဆိုပြီးဟောထားတာရှိတယ်အဲ့ဒါထုံနှုတ်ပြီးတော့စီးပွားရေးကွက်ကလေးတစ်ခုဟောဖို့စိတ်ကူးတယ်။ဘာကြောင့်လို့ဆိုရင် လူတိုင်းလူတိုင်းဟာစီးပွားဥစ္စာ ရှာဖွေပြီးတော့ စီးပွားဥစ္စာကိုစနစ်တကျသုံးတတ်မှလူတွေဟာကြီးပွားတုတ်တယ်မှုဖြစ်နိုင်ဆင်းရဲမွဲတေမှုကလွန်မြောက်ပြီးတော့ချမ်းသာကြွယ်ဝမှုဆိုတာရှိအောင်လူတိုင်းလူတိုင်းလောကဖြစ်တယ်ဆင်းရဲမွဲတေမှုနဲ့ဆိုလို့ရှိရင်လူတွေဟာဥမတောင်းမတီလာဆောင်ဆိုတဲ့စကားလို့ပဲဆင်းရဲမွဲတေလို့ရှိရင် ကောင်းတဲ့လုပ်တွေမလုပ်နိုင်ကြဘူး။ဘာလို့လဲဆိုဥမတ်တောက်နေဆိုတာသာဝတ်နေပြည့်စုံတာကိုရည်ညွှန်းတာနော်။သာဝတ်နေပြည့်စုံမှတီလာစောင့်နိုင်တယ်လို့ဆိုတာဟာလောကရဲ့သဘာဝတစ်ခုကိုပြောတာ။လောကရဲ့သဘာဝတစ်ခုကိုပြောတာ။ဥမတ်တောက်မှတီလာစောင့်မယ်ဆိုပြီးတော့ဗိုက်တင်းအောင်စားပြီးမှတီလာစောင့်တာမျိုးတော့မလုပ်နဲ့။အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးနော်။ ုမတောင်မှသီလစောင့်နေဆိုတာစာဝတ်နေပြီးပြီးဆုံးဆုံးဖြစ်နေတဲ့အခါမှာကိုချင်းတရားမပြတ်မစည်းကိုမှနေလို့ထိုင်လို့အဆင်ပြေတယ်အကယ်၍စာဝတ်နေမပြည့်စုံလို့ဆင်းရဲမွဲတေမှုကလွန်မိုးလာပြီဆိုလို့ရှိရင်လူဟာဆင်းရဲတဲ့တန်ကိုမခံနိုင်တာမျိုးတွေဖြစ်လာတယ်ဖြစ်လာတဲ့အခါကျတော့ဥပမတောင်းလို့သီလမစောင့်နိုင်ဘူးလို့ဒီအိဗယ်မျိုးဆိုလို့တယ်နော်ကိုချင်းတရားပါပြပြလာတတ်တယ်အဲ့ဒါကို လောကမှာလည်းပဲဒါအဆိုရှိပဲမြတ်စွာဘုရားရဲ့ဒီပိဋကစာပေမှာဆိုလို့ရှိရင်လေဒါလိဋ္ဌိယံဝေပုံလပါကတိအရိဏံဒါနံဝေပုံလမကမိဒါလိဋ္ဌိယလို့ဆိုရဲဆင်းဆင်းရဲမွဲတေမှုတွေဟာပေါများလာပြီဆိုလို့ရှိရင်ဆင်းရဲမွဲတေမှုကိုအကြောင်းပြုပြီးတော့အရိဏဒါနလို့ဆိုရဲသူတို့အပစ္စည်းကိုမတရားယူတဲ့ခုံမှုဝဲမှုလူရဲမှုတွေဟာ သူပြောလာတယ်လို့သူဆိုတယ်နော်ဆင်းရဲမွေးတေမှုကိုအကြောင်းပြုပြီးတော့မကောင်းမှုတွေဟာထွန်းကားလာဒါလောကရဲ့သဘာဝဖြစ်ရဖြစ်စဉ်ကိုပြောပြပေါ်ပတီအင်ဂျင်ဒါစ်ခရိုင်ဆိုတဲ့စကားလုံးရှိတယ်ပေါ်ပတီဆိုဆင်းရဲမွေးတေခြင်းသည်အင်ဂျင်ဒါစ်ခရိုင်ပြာဆုံးမှုကို ဖြစ်ပေါ်စေတယ်လို့ဒီအဆိုဟာလည်းပဲရသော်ဘုရားဟောတဲ့ စကလုံးအတိတ်ပဲနဲ့အတူတူပဲဖြစ်တယ်ပေါ့ဒါမို့ဆင်းရဲမွဲတေမှုကိုရှင်းချဖို့ဆိုပြီးတော့ကြိုးစားအထောက်ကြရတယ်ဆင်းရဲတဲ့နိုင်ငံတွေဟာဆင်းရဲမှုဆင်းရဲမွဲတေမှုမဖြစ်အောင်ကြိုးစားအထောက်ကြရဒါလှုပ်တဲ့လှုပ်ထိုက်တာလှုပ်တိုက်တဲ့အရာဖြစ်တယ်ပေါ့အေးမြတ်စွာဘုရားစီပွားရေးနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒပေးခဲ့တာတည်းရှိခဲ့။သို့တော်လည်းဘုရားဝါဒမှာ ်တ်စွာဘုရားဟောတဲ့တရားတော်တွေတော်တော်များများယန္တန်ဃာတွေစီကကြားနာရတဲ့တရားကလည်းစီဝါရေးနဲ့ပတ်သက်တဲ့တရားသိပြီးတော့မကြားနာရဘူးကြံတဲ့အခြေခံတရားတွေကြားနာရမှုအားနေတယ်ပေါ့လေဒီဘယ်ကြောင်တရားတွေအစင်မြင့်တရားတွေကြီးပဲနားတဲ့အခါကျတော့လူတွေဟာနိဗ္ဗာန်နဲ့လည်းသိပြီးတော့မနှိစကြသေးဘူးနိဗ္ဗာန်လည်းမေးရင်ဘယ်သူသွားမလို့ဆိုလို့ရှိရင်တော့ ရာခိုင်တော့တော့နဲမဲ့ထင်တယ်အစင်သစ်မဖြစ်သေးဘူးပဲဖြေလိုက်မယ်ထင်ပါတယ်နိဗ္ဗာန်သွားဖို့အစင်သစ်မဖြစ်သေးဘူးတကယ်သွားရမယ်ဆိုရင်အစင်သစ်မဖြစ်သေးတဲ့နေထားမျိုးဖြစ်လာအဲ့ဒါကြောင့်မို့နိဗ္ဗာန်ဆိုတော့ဥတိချက်ပန်းတဲ့အနေနဲ့တော့ထားဟုတ်ပြီဖရာလောင်းနေလို့ပဲလက်ဆော့ဖရာရဲ့အလောင်းဟာဒီဝိင္ကရာမြတ်စွာဘုရားနဲ့တွေ့တော့က ဒီပင်ကရာမြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူပြီးတော့သာသနာပေါင်းဝင်ပြီးယဟန်တရားအထုတ်လိုက်ရင်နိဗ္ဗာန်ရသွားပြီ။နော်။နိဗ္ဗာန်ဟာလက်တကန်းထဲမှာပဲရှိတယ်။မယူရသေးလို့လက်တကန်းလို့ပြောတာ။သူယူခြင်းလို့ရှိရင်နိဗ္ဗာန်ရနိုင်တဲ့သူ့မှာအသိဉာဏ်ပြည့်စုံရှိတယ်။မြတ်စွာဘုရားတရားကိုနိုင်နိုင်စွာရှိတဲ့ဒီပညာလည်းရှိတယ်။ပါရမီတွေလည်းရှိတယ်။တိပုဂ္ဂိုလ်လည်းဖြစ်နေတယ် ဖျားစီကသစ္စာလေးပါးတရားနာလိုက်တာနဲ့အလွဲတကူသူဟာယန္နာဖြစ်သွားလက်တကမ်းအတွင်ရောက်နေတဲ့နိဗ္ဗာန်ချမ်းသာကိုဆွန့်လွတ်လိုက်တယ်။ဘာအတွက်ဆွန့်လွတ်တာလဲ။အလုံးရဲ့အကျိုးစီးပွားတစ်ခုလုပ်မယ်။လုပ်ပြီးမှနိဗ္ဗာန်ယူမယ်ဆိုဆွန့်လွတ်မှု။အဲ့လိုဆွန့်လွတ်။အဲ့တော့လူတိုင်းလူတိုင်းဟာဒါမှားတယ်လို့ပြောလို့မရဘူး။မှားတယ်လို့ပြောလို့မရဘူး။ကို့မှာနိဗ္ဗာန်မတော်သေးခင် လောကကြီးရဲ့အကျိုးပြုတဲ့လုပ်ငန်းတွေကိုလုပ်ချင်တယ်လူသားတွေရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ရွက်သွားချင်တယ်လောကလူသားတွေကိုပဲအမှန်တရားကိုသိအောင်ဟောပြော ရှင်းလင်းဟောပြတင်ကြားပြီးဆုံးမဩဝါဒပေးချင်သေးတယ်ဆိုရဒီလိုလောကလူသားတွေရဲ့အကျိုးစီးပွားသရဝါတွေရဲ့အကျိုးစီးပွားကိုမျှော်မှန်းပြီးတော့ရသော်ဗျာလက်တကမ်းအတွင်ရောက်နေတဲ့ နိဗ္ဗာန်ကိုပဲဆွန့်လွတ်လိုက်တယ်လို့စာပေကျမ်းကနေပါလို့ဆိုတယ်နော်ဆွန့်လွတ်ပြီးတော့လူသားတွေရဲ့အကျိုးပြုကိုလုပ်တာပါရမီဖြည့်တယ်ဆိုတာအများရဲ့အကျိုးပြုလုပ်ငန်းကိုလုပ်ခြင်းပဲဖြစ်တယ်ခုခေတ်ပြောမယ်ဆိုရင်မြင့်မြတ်သူတို့ရဲ့အလုပ်ကိုလုပ်တယ်ဆိုတော့ပရဟိတအလုပ်ကိုကြိုးစားအပ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားအလောင်းကြီးကျင့်တာကြည့်ပြီလောကတ္ထစရိယလောကရဲ့အကျိုးဆောင်ရွက်တာညာတ္ထစရိယ ဆွေတွေမျိုးတွေရဲ့အကျိုးဆွေမျိုးဆိုတာမြန်မာလူမျိုးဆိုရင်မြန်မာနိုင်ငံသားတွေအားလုံးကဆွေမျိုးပဲကိုယ်လူမျိုးကိုယ်ဆွေမျိုးဆိုတဲ့အထိပ္ပာယ်နော်နောက်တစ်ဖက်ကကြည့်မယ်ဆိုရင် လူသားတွေအားလုံးရဲ့အကျိုးဆောင်ရွက်တာညာတ္တထစရိယညာတိဆိုတာလူသားအားလုံးကညာတိပဲကိုယ်ကိုယ်နဲ့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေကိုယ်နဲ့လူမျိုးချင်းတူတည်ဖြစ်စေမတူတည်ဖြစ်စေလူမျိုးຫນွယ်တွေမှန်သမျှညာတိပဲနော် အဲ့ဒီညာတတ္ထစရိယဆိုရယ်ဆွေတွေမျိုးတွေရဲ့အကျိုးကိုကျင့်တယ်ဗုဒ္ဓတ္တစရိယဆိုတာအဲ့ဒါတွေကိုဆောင်ရွက်နိုင်မှုအတွက်အတိညာရရှိအောင်ကြိုးပမ်းအထောက်တယ်လို့အဲ့ဒါလိုစရိယ၃ပါးလက်တွေ့လှုပ်ဆောင်ခဲ့တာတကယ်ကိုကြီးမားတဲ့ပရဟိတအောင်မြင်အောင်လုပ်တဲ့လုပ်ငန်းကြီးတစ်ခုဖြစ်အများကျိုးလှုပ်ချင်တဲ့စိတ်ဝေးမြူထားတယ်သူတို့ဆိုလိုတာပေါ့နော်အဲ့တော့အများကျိုး လှုပ်တယ်ဆိုတဲ့အလုဟာပါရမီအလွန်မြင့်မြတ်တဲ့အလုလို့ပြောတာဒါဖြင့်နိဗ္ဗာန်ကိုကိုလိုယုံပြီးယူသွားတာတော့မမြင့်မြတ်ဘူးလားလို့ဆိုအဲ့ဒါကိုတော့မမြင့်မြတ်ဘူးလို့တော့မရှုံချဘူးအများအကျိုးလှုပ်တာတော့မဟုတ်ဘူးကိုယ့်ရဲ့အကျိုးစီးပွားရကိုချမ်းသာဖို့အတွက်နော်ကိုယ့်ရဲ့ချမ်းသာမှုတစ်ခုကိုဆောင်ရွက်သွားတယ်လို့ဆိုနိုင်တယ်ပေါ့ကိုချိုးကိုပြည့်စုံအောင်လို့ဆို တော်တော်များကျိုးလုတ်တယ်လို့ဆိုတဲ့စကားတော့ပြောလို့မရပြောင်းပြောလို့မရဘူးအဲ့ဒါကြောင့်မို့ဘုရားလောင်းတော်တွေဟာဒီလက်တကမ်းတွင်မှရှိနေတယ်နိဗ္ဗာန်ချမ်းသာကိုမယူသေးပဲနဲ့ဒါတွေကိုစွန့်လွတ်လိုက်တယ်စွန့်လွတ်လိုက်ပြီးတော့အများကျိုးရှိရာရှိကြောင်းလောကကြီးလူသားတွေတရားတွေအားလုံးကိုဖြောက်မှတ်တဲ့လမ်းကြောင်းပေါ်ရောက်တည်ထီအောင် တင်ပေးဖို့ကြိုးပမ်းအထုတ်တယ်။အဲဒီလိုကြိုးပမ်းအထုတ်တဲ့အခါမှာဒီဆင်းရဲဒုက္ခတွေများစွာကြုံတွေ့ရအခက်ခဲပေါင်းမြောင်များစွာတွေ့ကြုံတွေ့ရအဲဒီလိုအခက်ခဲတွေကိုတိခန့်ဆောင်ရှားပြီးတော့ခက်ခဲတွေနဲ့ရင်ဆိုင်ပြီးတော့သရဝရရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပြီးတော့နောက်ဆုံးမှာအတိညာမှာတမယူတဉ္ဉာဏ်ဆိုတဲ့ပန်းတိုင်ကိုရောက်သွား ရောက်သွားပြီဖျားပြစ်တို့ရောက်သွားပြီတော့သရဝါးလေးကိုကဲ့တင်သွားတယ်အဲ့ဒီကဲ့တင်သွားတယ်ဆိုတာအဆုံးမဩဝါဒပေးပြီးတော့ကဲ့တင်သွားတာ